PSD နဲ့ပွဲမှာပရမကျော့ရာလကိုပြောင်းပြန်လှန်ပစ်မယ်လို့ဖွင့်ရပြောဆိုလိုက်တဲ့စကားမေလာမှာ The Once World ပိတ်သက်တွေအားလုံးပဲမင်းလာပါ Brave Army မှာလည်းပါဘူးအသင်းတို့ဘိုးဆွဲပြီးရဲ့နောက် Arsenal နဲ့ DR တွေယီမန်ဂျက်နဲ့မျှော်မှန်းချက်ဟာ Brave Army ပြန်ပွဲတစ်ခုတည်းသာရှိပါတော့တယ်ဒါပေမဲ့အာဆင်နယ်တရားချန်ပီယံစင်မီဖိုင်နယ်ပရမတော်မှာ PSG ရဲ့အသင်းကိုတကူကူမရှိတဲ့ရှုံးနိုင်ထားလို့ဘောလုံးဘက်ကိုတက်ရောက်ဖို့အတွက်ရုန်းကန်ရဖို့ရှိနေပါလေ တောင်ရွှေလေးပင်အော်စတန်တဲ့တောင်မန်တက်စစ်ဇာမာဆာဂါကတော့အပါရီမှာကစားရမယ့်ပွဲစဉ်မှာ PSD အသင်းကိုပြန်လဲအနိုင်ယူမယ်လို့ယုံကြည်မှုပြင်းထန်နေတာလည်းပဲဖြစ်ပါလေဇာဂါကတော့ဒီရည်မှာကျွန်တော်အနေနဲ့ဇာမာဘွားလျှောက်အကြီးမားဆုံးတန်ရာရရှိခဲ့ပါလေအခုလိုပြန်ကစားနိုင်ဖို့အရန်ကိုခက်ခဲ့ပါလေပထမဆုံးကျွန်တော်ခွဲစိတ်ရမယ်ဆိုတဲ့သတင်းကိုကြားရပါလေကျွန်တော်တခါမှအဲ့လိုမျိုးမကြုံဘူးလေ အဲ့ဒါကကျွန်တော်တို့အတွက်အရန်ကိုခက်ခဲပါလေဒါပေမဲ့ခွဲစိတ်မှုအောင်မြင်ပြီးရဲ့နောက်မှာပြန်ကစားနိုင်ဖို့ပြင်ဆင်တော့တာပါပဲအရင်လိုချင်းစွမ်းပြနိုင်ဖို့ဒါမှမဟုတ်ပိုကောင်းလာဖို့ကျွန်တော်ကြိုးစားပါလေအကောင်းဆုံးပုံစံရဖို့တိတ်မကြတော့ဘူးလို့ထင်ပါလေအခုအချိန်မှာခံစားချက်ကကောင်းနေပြီးတော့အသင်းတွေအရေးကြီးတဲ့အချိန်မှာပြန်ကစားနိုင်လို့ကျွန်တော်အရန်ပြောပါလေဆိုတော့ကျွန်တော်အနေနဲ့အရင်လိုချင်းစွမ်းမျိုးပြန်ရဖို့အတွက်ပွဲအနေငယ်ဝင်ကစားဖို့လိုအပ်တယ်လို့တော့ထင်ပါလေဒါမဲ့ဇတိုင်းပွဲကြီးပွဲကောင်းတွေကြီးပဲကစားနေရပါလေ အဲ့ဒီအတွက်ကျွန်တော်မှရွေးချယ်ခွင့်မရှိပါဘူးဒီတော့ပုံမှန်ထေဆန်းပြန်ရအောင်လုပ်ဖို့ကျွန်တော်မှအချိန်မရှိပါဘူးဒီတော့ဇာတ်လမ်းဘွဲတွေမှာအကောင်းဆုံးစွမ်းဆောင်နိုင်ဖို့စ조사ရပါတော့လေအရေးကြီးဆုံးကတော့တည်ငြိမ်မှုရှိဖို့လို့ထင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့နောက်ဆက်ကိုတက်ရောက်နိုင်ဖို့လိုပြီးဒါကိုပါရီမှာပြသနိုင်မယ်လို့ထင်ပါတယ်ကျွန်တော်တို့အနေနဲ့ပထမကြော့ရလဒ်ကိုပြောင်းပြန်လှန်နိုင်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ် PSD အသင်းရဲ့ပွဲစဉ်တွေကိုကြည့်လားဆိုတော့ကျွန်တော်လုံးဝမကြည့်ပါဘူးကျွန်တော်ကဘောလုံးပွဲတစ်ပွဲလုံးကိုပြန်ကြည့်တတ်သူမဟုတ်ပါဘူးကျွန်တော်ရင်ကလေးတွေကိုပြန်ကြည့်ဖြစ်ပါလေပိုကောင်းအောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲနောက်ပွဲပေါ်ထိရောက်မှုရှိအောင်ဘာတွေလုပ်ရမလဲဆိုတော့ကိုပေါ့ဘောတစ်ပွဲလုံးကိုကျွန်တော်လုံးဝမကြည့်ပါဘူးဆိုတော့ကျွန်တော်ရင်ကလေးတွေကိုကျွန်တော်ပြန်ကြည့်တော့ခက်ခဲပါလေအဲ့ဒီမှာကျွန်တော်အနေနဲ့နေရာလွတ်တွေရှာဖို့ခက်ခဲခဲ့ပါလေ PSG ရဲ့ဇာမာတွေကကျွန်တော်ကိုခနာကိုကိုအသုံးပြုပြီးတော့တားဆီးကြပါလိမ့်။သူတို့ခန်းစစ်ကလည်းအယံကိုကောင်းပါလိမ့်။ဒုတိယကြောင်မှာနေရလွတ်တွေဘလို့ရှာဖွေရအောင်လဲဆိုတာကိုအဲ့ဒီကလစ်တွေကိုပြန်ပြီးကြည့်ကြရတာပေါ့။အရင်ငါတို့က PSG အသင်းနဲ့ရင်ဆိုင်စားခဲ့မှုပါလိမ့်။အခုတော့သူတို့ကအခြားအသင်းတစ်သင်းလိုကိုပြစ်သွားခဲ့ပါလိမ့်။ဒီတဲ့ဘက်မှာသူတို့ကအရင်တုန်းကကျွန်တို့နဲ့ဇာခဲ့တဲ့ Lion ကိုနှစ်နေရာပဲအပြောင်းလဲလုပ်ခဲ့တာပါ။ဒါပေမဲ့သူတို့အသင်းလိုက်ဘလောက်ထိစုစည်းမှုရှိတယ်၊ကစားတာဘလောက်ထိညံ့ညောတယ် ဘောလုံးကန်စားတာဘလောက်ထိကိုကောင်းတယ်ဆိုတာကိုခမရောက်လည်းမြင်တွေ့ရမယ်လို့ထင်ပါလေသူတို့ရင်ကားတဲ့အများကြီးပိုကောင်းလာပါလေရိုးသားဆောင်ဝန်ခံရမယ်ဆိုတော့ကျွန်တော်အနေနဲ့သူတို့ကိုအထင်ကြီးမိပါလေ BSC ရဲ့တင်းကအခုရာသီခြောက်လုံးကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့အကောင်းဆုံးအတင်းလားဆိုတော့အခုထက်ထီဆိုရင်တော့ဖြစ်နိုင်တယ်လို့ပြောရမယ်လို့ထင်ပါလေသူတို့မှာနေပြကောင်းရှိပါလေပြီးတော့ထိန်းတန်းစားမတွေလည်းရှိပါလေပြီးတော့နေရာစုံကနေလည်းချင်းချောက်နိုင်ပါလေသူတို့ပင်သူတို့ကွင်းလည်းစားမတွေဘောလုံးကန်ကစားတာအရန်ကိုကောင်းပါလေသူတို့ကပြန်မတကူမောင်းပြီးတော့ကစားတာလေ နော်နိုမန်နဲ့စာတကယ်ကိုကောင်းတဲ့နောက်ကန်စားမတယောက်ပါပဲသူကရမ်းမြန်ပြီးတော့သူနဲ့ရင်ဆိုင်ရတာကောင်းပါလေသူတို့ထပ်ပြီးရင်ဆိုင်ဖို့ကျွန်တော်မဆောင်နိုင်တော့ပါဘူးဒီကလေးပွဲကရှုံးနေသွားတော့နေပြောက်ကကျွန်တော်တို့ကိုအော်ကယ်လာဆိုတော့ကျွန်တော်တို့အားလုံးလည်းတီတီငိမ့်ငိမ့်ပါပဲရှုံးနေတော့ဆိုတော့ဒေါသထွက်တယ်လို့ကျွန်တော်တို့ကိုကျွန်တော်တို့စိတ်ပြက်ခဲ့ကြတာပေါ့မပဲပဲပြောကူချိန်မှာရေးကြီးဆုံးဟာကျွန်တော်တို့တီတီငိမ့်ငိမ့်ရှိနေဖို့ပဲလိုပါလေဘာလို့လဲဆိုတော့ပွဲကမပြီးသေးဘူးလေမနေ့ကပြီးသွားတဲ့ဘာစီလိုနာအင်တာမီလန်ပွဲခင်ဗျာကြည့်ဖြစ်သေးလားဟာ တကယ်ကိုပွဲကြီးပွဲကောင်းပါပဲအရန်ကိုကြည့်လို့ကောင်းပါလေဂျမလီစင်မီဖန်နဲ့ပွဲစဉ်ဆိုတော့အခုလိုထိတ်တန်းအကြီးအသေးတွေထိတ်တန်းအကြီးအချင်းတွေကိုမြင်ရတော့မဆန်ပါဘူးတိတ်ကိုကောင်းတဲ့အရန်ကိုကောင်းတဲ့ပွဲစဉ်တွေပဲပါပဲလာဝင်ရမယ်လို့အသက်18နှစ်အရွယ်မှာဘလို့မြင်လဲဆိုတော့သူကထိတ်တန်းကစားမတယောက်ပါရိုးသားစွာဝန်ခံရမယ်ဆိုတော့သူ့အသက်အရွယ်နဲ့သူလောပြနေတာတွေကဘယ်သူမှမပြောနိုင်မှာမဟုတ်လို့လေသူလောပြနေတာတွေကလုံးဝကိုမယုံကြည်နိုင်စရာပါပဲလေ သူတို့အသက်အရွယ်မှာဘယ်သူမှတော့လုံနိုင်မယ်လို့မထင်ပါဘူး။အသက်18နှစ်အရွယ်နဲ့အခုလိုလုံးပြနေတာရမယ်ကိုကျွန်တော်တကယ်ကိုပဲချီးကျူးပါတယ်။အခုရာသီကိုဆက်ပြတ်မိလားဆိုတော့ဒီအချိန်ကတော့ကဲဖြတ်ဖို့မရသေးဘူးလို့ကျွန်တော်ထင်ပါတယ်။ရာသီကောမှာပဲအကဲဖြတ်လို့ရပါလိမ့်မယ်။ပရိမီယာလိကိုလည်းဘဝအသင်းရသွားတဲ့အပေါ်ဆိတ်ပြတ်တာပေါ့လေ။ဒါပေမဲ့ရာသီကမပြီးသေးပါဘူး။ကျွန်တော်အရန်အရေးကြီးတဲ့ဘန်းစင်တဲ့ပွဲကစားရပါအောင်မယ်။ဂျမလင်ဘူလူဘဲကိုတက်ရောက်နိုင်ဖို့ကျွန်တော်တို့မှာအခွင့်အရေးရှိနေပါတယ်။ဒီရာသီမှာပြောင်းလဲနိုင်တဲ့အရာလေးတွေရှိနေပါသေးတယ်။ အခုလောလောဆယ်တော့ကျွန်တော်အနေနဲ့ Champions League ဘောလူပွဲအကြောင်းကိုမတွေးနိုင်သေးပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့အနေနဲ့ Semi Final မှာအနိုင်ရမှသာလင်းပြီး Champions League ဘောလူပွဲကိုရောက်ပါလိမ့်။ဒီတော့အခုအချိန်မှာကျွန်တော်တို့အပြေအဝအာယုံစိုက်ထားတာဘာလို့မှာဇာမဲ BSD နဲ့ပွဲစဉ်ကိုပါပဲ။ဘာလို့လဲဆိုတော့ခမရလည်းတိတဲ့အတိုင်းပဲကျွန်တော်တို့အနေနဲ့ပရမကျော်မှာရှုံးထားတာဆိုတော့ပါရီမှာဇာရမဲ့ပွဲရှုံးထားတာကိုပြောင်းပြန်လှန်နိုင်ဖို့လိုအပ်တယ်လေ။ထိုင်တန်းတောင်ပန်တိုက်စစ်ဇာမအထုတ်ရှိပါလေသူတို့ကတယောက်နဲ့တယောက်မတူကြပါဘူးကွဲပြားခြားနာပါလေ ရာမဲမိုးဆလာဒမ်မလီသူတို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်မှမကောင်းပြောစရာတော့မရှိပါဘူးကျွန်တော်ကဘလုံးကိုချစ်တဲ့သူဆိုတော့သူတို့ကိုလည်းကျွန်တော်စောင့်ကြည့်လေးရှိပါတယ်အဲကိုကိုကိုအစင်းတမ်းမှချက်မျိုးတော့ကျွန်တော်မကြိုက်ပါဘူးဒါ့ကိုကျွန်တော်စိတ်လည်းမဝင်စားပါဘူးကျွန်တော်ကဘလုံးပဲကစားတာပါအစင်းတမ်းမှတာကိုလူတွေကပဲလှုပ်ကြပါလိမ့်မယ်ဘလုံးရောရရင်လားဆိုတော့တေချာတာပေါ့ဗျာကျွန်တော်ဟုတ်ပါတယ်ဒီစုကိုကျွန်တော်ရရင်တာကျွန်တော်ရဲ့အိမ်မက်ပါပဲအစားမတွေအားလုံးကဘလုံးရောစုရရင်ကြတာပဲလေ ဒါပေမဲ့ကျွန်တော်ရဲ့ဒီအရေးမှန်းချက်ကဒီအစနယ်မှာအောင်မြင်မှုတွေရဖို့ပါပဲလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ဂျမန်ဖြစ်ဖို့အတွက်ချိန်ကောင်းအခါကောင်းလိုအပ်ကြောင်းဖွင့်ရပြောဆိုလိုက်တဲ့နေပြအာရီတာဂျမန်ဖြစ်ဖို့အချိန်ကောင်းအခါကောင်းတစ်ခုလိုအပ်ကြောင်းနေပြအာရီတာကဖွင့်ရပြောဆိုလိုက်ပါတယ်။အခုပရီးမီးယားလိမာလဘောအသင်းကအာဆင်နယ်အသင်းထက်15မိနစ်အသာနဲ့ချန်ပီယံဆုရောက်ယူတော့တဲ့အပေါ်နေပြည်တော်ကမှတ်ချက်ပေးရမှာချိန်ကောင်းအခါကောင်းလိုအပ်ကြောင်းထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါလိမ့် လီဗာပူးချန်ပီယံဖြစ်သွားခဲ့တဲ့ရာမတ်ဟာပြီးတဲ့နှစ်အသီးကအာဇနယ်အသင်းထက်ရာမတ်နည်းပါးကြောင်းလက်ရှိရာသီအတိုင်းသာဆိုရင်တော့ကျွန်တော်တို့အသင်းကပရီးမီးယားလိချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့မှာဖြစ်လို့ချန်ပီယံဖြစ်ဖို့ကအချိန်ကောင်းအခါကောင်းလိုအပ်တယ်လို့နေပြအိုက်တာကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေဒီကနေ့မှာရင်ဆိုင်စားသွားမယ့် PSD အသင်းနဲ့ချန်ပီယံဒုတိယကြောဘဲစင်မှာလေအချိန်ကောင်းအခါကောင်းဖြစ်လာဖို့အတွက်မျှော်လင့်ကြောင်းနေပြအိုက်တာကထလောင်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလေ ဒိုင်ယန်ဆုံးဖြတ်ချက်တိုင်းလိုလိုအင်တာဘတ်ကိုရောက်နေခဲ့တယ်လို့ဖွင့်ရပြောဆိုလိုက်တဲ့နေပြောင်ကြီးဟန်စီပလေဂျမလီဆီမီဖန်နဲ့ဒုတိယကြော့ဘွဲစင်မှာတော့ဘာစီလိုနာသင်းဟောင်းအင်တာမီလန်သင်းကို၄ဂိုး၃ဂိုးနဲ့ရှုံးနေငယ်ပြီးတကြောပေါင်းရလဲ9ဂိုး6ဂိုးနဲ့အရင်နေပြီးဆီမီဖန်တွေကနေလှည့်ပြန်ခဲ့ရပါတယ်နေပြကြီးဟန်စီပလေးကသူအသင်းရဲ့ကြိုးစားအထောက်မှုအပေါ်မှာလည်းအလွန်အလွန်ဂုဏ်ယူနေကြောင်းအခုလိုပဲဖွင့်ရပြောဆိုခဲ့ပါလေကျွန်တော်အရန်ကိုစိတ်ပြည့်မိပါလေဒါပေမဲ့ကစားမောင်းတွေနဲ့သူတို့ရဲ့ခြေစွမ်းတွေကြောင်းတော့မဟုတ်ပါဘူး တို့အစွမ်းကိုစူးစမ်းပြီးပေးဆက်ကစားခဲ့ကြတာပါဘောလုံးစရော်ကလည်းဒီလိုပါပဲကျွန်တော်ပြိုင်ပွဲကနေထွက်ခွာခဲ့ရပေမဲ့နောက်နေမှာကလည်းအသင်းရဲ့ပရိသတ်တွေအားလုံးပျော်ရွှင်အောင်ထပ်ပြီးစူးစမ်းသွားရမှာပါအေနာမီလန်တင်းကလည်းအသင်းကောင်းတဲ့အသင်းဖြစ်ပြီးတော့ကောင်းကောင်းကစားနိုင်ခဲ့ပါလိမ့်တို့ခန်းစစ်စားဖို့အရောက်ကိုကောင်းသလိုထပ်မြက်တဲ့တက်ဆင်မှုတွေလည်းပန်းဆိုင်ထားပါလိမ့်ကျွန်တော်ဒီဘက်ကနေတင်ကန်းစာရောက်ယူသွားမှာပါဒါကတိုးတက်မှုဖြစ်စဉ်တစ်ခုပဲလေကျွန်တော်ဆက်ပြီးတော့တင်ယူခြင်းပါလိမ့် လေးချင်းချင်းများများဆာဆာမရခဲ့ပေမဲ့နောက်ရာသီမှာကျွန်တော်တို့တစ်ခေါက်ပြန်လာခဲ့ကြတာပေါ့ယမနေ့ကရှုံးပွဲပြီးမှတော့နေပြကြီးဟန်စင်ပလေးတရားကွင်းလန်ဒန်လူကြီးရဲ့စွမ်းဆောင်ရေးအပေါ်မကြေမနက်ဖြစ်နေခဲ့ပါလေနေပြဟန်စင်ပလေးကသူဟာကွင်းလန်ဒန်လူကြီးရဲ့စွမ်းပွဲရှင်နဲ့ပတ်သက်ပြီးရောစိတ်ပြမှုအရှုပ်ရှိခဲ့ကြောင်းအခုလိုဖွင့်အားပြောဆိုခဲ့ပါလေအချို့သောဆုံးဖြတ်ချက်တွေအားဘယ်ဘက်ကိုမဆိုဖြစ်သွားနိုင်တဲ့အနေအထား50-50မျိုးအမြဲတမ်းအင်တာဘက်ကိုပဲပါပါသွားပါလေဒါလည်းဘောလုံးပါပဲလေကျွန်တော်တို့လက်ခံရမှာပါပဲ ကျွန်တော်တို့အသိအထတော့အရန်ကိုဂုံယူမိပါလေတခါလေဒိုင်းရဲ့ဆုံးဖြတ်ချက်အချို့ဟာမများတာဘူးလို့ထင်မိတတ်တယ်။သို့ပင်သို့တော့ညာလည်းပဲဒါကိုလက်ခံပြီးတော့နောက်ရာသီမှာပြန်ပြီးစူးစမ်းရမှာပေါ့လေ။ဂျမ်မလီစူလာနဲ့ရရှိဖို့အတွက်ပြည်သက်တွေကိုပျော်ရွှင်အောင်လုပ်ပေးဖို့ကကျွန်တို့ရဲ့ရည်မှန်ချက်တွေထဲကတစ်ခုပေါ့လေ။ပြည်သက်တွေကကျွန်တော်တို့ကိုအရန်ကောင်းကောင်းအားပေးခဲ့ကြပါလေ။နောက်ရာသီမှာကျွန်တော်တို့တေချာပေါ့ပြန်လာခဲ့ပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ဆက်လက်ပြီးတော့လေ ကျွန်တော်ဒီကိစ္စကိုဝင်းလက်ဒန်လူကြီးရဲ့ဆုံးဖြတ်ချက်တွေအကြောင်းကိုစဉ်းစားနေမိပါတယ်။ဒါပေမဲ့ဒီအကြောင်းကိုထုတ်ပြောခြင်းစိတ်တော့မရှိပါဘူး။အကောင်းဆုံးစ조사ခဲ့တဲ့ကျွန်တော်အသိအတွေ့မတရားကြတယ်လို့ခံစားရလို့ပါ။ဝင်းလက်ဒန်လူကြီးကြောင့်ပြောတာကိုကျွန်တော်သိမကြိုက်ပါဘူး။သိမကြိုက်တာမဟုတ်ဘူးဗျလုံးဝကိုမကြိုက်တာ။ကျွန်တော်ရဲ့သဘောထားကိုကွင်းလက်ဒန်လူကြီးကိုပြောပြသပါ။ဒါပေမဲ့ဒီနေရာမှာတော့ကျွန်တော်ထုတ်ပြောမှာမဟုတ်ပါဘူးလို့ဟန်စီဖလစ်ကထုတ်ပေါ်ပြောဆိုသွားခဲ့သေးရလည်းပဲဖြစ်ပါလိမ့်။ ကျေးဇူးတင်ပါတယ်ဘဲတမ်မလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေခင်ဗျာ